မင်္ဂလာပါရှင်ရဟောကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တာဝရီမှာစင့်ခွန်စာနဲ့စစ်မှုထမ်းတပ်သားတွေစုဆောင်းနိုင်ခြင်းမရှိတာကြောင့်နေအများတဲ့ဒီပါဝင်ရောက်ပေါ်တာဆွဲဖန်စီတာ။ဘကိုရိုင်းတာဝရီမြို့နယ်မှာစင့်ခွန်စာနဲ့စစ်မှုထမ်းတပ်သားတွေစုဆောင်းနိုင်ခြင်းမရှိတာကြောင့်နေအနေထိပါလူငယ်တွေကိုဝင်ရောက်ပေါ်တာဆွဲဖန်စီရဲ့စစ်တပ်ကပြူစော်ထိနဲ့ရက်ွက်ကြရောက်ကြွေးပွဲတွေကိုညွှန်ကြားလာကြောင်းတာဝရီခြေဆိုင်တဲ့ဒေသတွေမြေကပြောတယ်။ ထို့သောစစ်တပ်ကလုံခဲ့တဲ့ကိုဘော်ဒါဆွဲပန်းစီခိုင်နေမိကြောင်းတာဝရီမျိုးနဲ့အောက်လက်ပန်းခုံအုပ်စုဩကျော်ရင်မတင်ဆိုကပြူစော်တီဘူပေါကလုံခဲ့တဲ့ကိုနေနေတဲ့ဘာလိုက်လက်ပန်းစီလာကြောင်းဘာကုဆာ26နှစ်ညနေကြောင်းနိုင်ကမှာတာဝရီမျိုးနဲ့အောက်လက်ပန်းခုံကြောက်စိုးဩကျော်ရင်မတင်ဆိုဦးဆောင်တဲ့ရိုင်မူသိန်းစိုးမျိုးစောတင်လာပေါင်းတဲ့ဘွဲကမြက်ဝါလေးရွာယုံမှာနေထိုင်တဲ့ဦးကျော်လေးရဲ့သားဖြစ်သူကိုမင်းမင်းဆိုသူကိုရိုင်မှုမျိုးစောရဲ့နေရှိမှာဝိုင်းဝန်းရိုက်နဲ့ဖန်စီပြီးဂျပန်စစ်တပ်ထံကိုစစ်မှုထမ်းဖြစ်ပို့ဆောင်လိုက်ကြသေးရတယ်။ အလားတူစတေမာလာတရက်နေ့ည9:00နာရီခန့်မှာမြဝါလေးယုံမှာ ်နေထိုင်နေတဲ့ဥစားတဲ့အသားဖြစ်သူကိုမျိုးကျော်ကိုလည်းအောက်ချော်ရင်မူတင်ဆုံးဥစားနဲ့ရှိုင်းမွေးနဲ့ပြူစောတဲ့ကနေမော်တက်ပြီးဖန်ဆင်းပြီးထွက်ပြင်းစူးစားတဲ့ဥစားကဝိုင်းဝန်းရိုက်နေခဲ့ကြောင်းရင်းနောက်ကိုမျိုးကျော်ကိုကြိုတုပ်ပြီးတော့အကြက်ဖက်စစ်တပ်တန်းထပ်မံသွားပို့ဆောင်ခဲ့ကြောင်းသိရတယ်။အောက်ကျင်းတဲ့ရိုင်းမှုတွေကအခုနောက်ပိုင်းစစ်မှုတန်းစုဆောင်လာတဲ့ကအပြည့်ထွက်လာလူငယ်တွေကိုပဲမဟုတ်တော့ဘူး။နေနေတိပါဝင်ဖန်တဲ့အချိန်တွေဖြစ်နေပြီ။အဲဒီတည်းမှာစုံစုံကအောက်လက်ပံကုန်ကြအောင်စောချွေမှုတင်ဆိုးကစုံစုံပဲနေနေတိပါဝင်ရောက်ရိုက်နေပြီးဖန်ခိုင်းတာ။သူကလက်နက်ကင်ပြူစောတိပါရှိတော်တော်ရီမျက်နယ်ထဲမှာလူပွားဝါဆ ောင်းအုပ်ချုပ်ရေးမှုပဲစစ်မှုထမ်းခြေလက်ကောက်သလိုအိမ်ထဲထိလည်းပေါ်တာဝန်ဆွမ်းနေပါတယ်။တိုင်ကျင်းတဲ့နေရာတိုင်လိုင်းပေါ်လည်းတင်ကျေသလောက်တည်းမင်းတို့ပထွေ PDF တွေကိုတိုင်းကလည်းဂရုမစိုက်ဘူးလို့ကြွေးကြော်နေအောင်ဒေသပြည်သူတောက်ကပြောတယ်။2024ခုနှစ်မေလကစတင်ပြီးတော့စစ်တပ်ကစစ်မှုထမ်းပတ်စဉ်သင်တန်းတွေကိုလာဆင်ဖွင့်နေခဲ့ကြောင်းယခုလမှအော်တိုဘာလမှာစစ်တပ်ကစစ်မှုထမ်းပတ်စဉ်ဆက်ရှိကိုဖွင့်နေပြီဖြစ်ပြီးလာဆင်စစ်မှုထမ်းလူငယ်9000ကိုစစ်တပ်ကပုံမှန်ဖမ်းဆီးစုစောက်ခွဲလျက်ရှိကြောင်းသိရတယ်။ ဆက်လက်ပြီးတော့ပေါင်းမြွတ်နယ်မြာမြင်းနီမြောက်စုရွာဘုံကြီးကျောင်းနဲ့ထီလင်းပေါက်ဆက်ကိုစစ်တပ်ကလေးနဲ့ပုံကျဲတိုက်ခိုင်းမကွေးတိုင်းပေါင်းမြွတ်နယ်မြင်းနီမြောက်စုရွာဘုံကြီးကျောင်းကိုဂျပန်စစ်တပ်ကလေးနဲ့ပုံကျဲတိုက်ခိုင်းခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ်ယနေ့စတေမလာ29ရက်နေ့မော်လင်းနှစ်နာရီကျော်ကမှပေါင်းမြွနယ်နောက်ပိုင်းရှိမြင်းနီမြောက်စွာပေါ်ကြီးချောင်းကိုဂျပန်စစ်တပ်တရောက်လေတဲ့ခါတက်လာဂျက်ဖိုက်တာတစီကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်ဂျပန်စစ်တပ်ပေါ်ကျဲတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုရှိတော့လဲလက်ရှိချိန်မှာကြေရနေပြည်သူတွေကဘေးလွတ်ရာထွက်ပြေးထိန်းချောင်းနေရကြောင်းသိရတယ် ပြည်သူတွေထိခိုက်တယ်လို့မကြားမိပြည်သူတွေကဘေးလျာကိုတိမ်းရှောင်နေရတယ်။မြင်းနီမြောက်စုကြီးရဖုန်ကြီးချောင်းတောင်ဘက်ကိုပုံကြပောက်ခွဲလို့သိရတယ်။အလားတူမကွေးတိုင်းထင်းလင်းမြွတ်နယ်နဲ့ပေါင်မြွတ်နယ်ဆက်ရှိပုံတော်တောင်ကျော်ကိုလည်းကျပ်ပတ်စစ်တပ်ကလေရင်နဲ့ပုံကျတိုက်ခိုက်ခဲ့ကြောင်းထင်းလင်းမြွတ်နယ်ပြည်သူ့ကာကွယ်ဖွဲ့တော်ရှိသူကပြောတယ် ယနေ့စတင်ပါလာ29ရက်နေ့မော်လနေ့နေ့30မိနစ်ခန့်မှာတင်းလင်းမြွနယ်ရှင်ချန်နဲ့ပေါင်းမြွနယ်နောက်မြောက်ချန်ပုံတော်တောင်ကျော်တနေရာကိုဂျော်ဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြပ်ဖက်စတဲ့ဗိုလ်ချဲတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုရှိပဲရှာကင်းတွင်ကြောက်ပွားခွဲခဲ့ကြောင်းသိရတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပုံချဲတိုက်ခိုက်သွားတာပြည်သူတွေရောထိခိုက်မှုမရှိဘူး။ရှာကင်းနေတဲ့ကိုကြောက်ပွားခွဲလို့သိရတယ်။ပေါင်မြွနဲ့နောက်မြောက်ချန်ကရှာကင်းပြင်းနယ်ကိုပုံချဲလို့သိရပါတယ်။ ဆလဘီစစ်တပ်အတွက်ရရွေးကောက်ပွဲကောက်တယ်မပေါ်စေ LRT ပါတီကမိဖက်အင်အားစုအလုံးနဲ့ပူပေါင်းဆောင်ရမည်အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့အတွက်ရရွေးကောက်ပွဲကို LRT ပါတီကအတိမတ်ပြုမည်မဟုတ်ပဲရွေးကောက်ပွဲအကောင့်တယ်မပေါ်စေမိဖက်အင်အားစုအလုံးနဲ့ပူပေါင်းဆောင်ရမည်ဟုစတေမာလာ29ရက်နေ့မှာမြို့သားဒီမိုကရေစီဘွဲချုပ်ဘဟုလုပ်ကော်မတီကထုတ်ပြန်နေမရောက်လည်ဦးဆောင်တဲ့ကြမ်းဖက်စစ်တပ်ကပြည်သူလူထုရဲ့ဆန္ဒကိုလိမ့်လို့ရွေးပွဲစည်းပေါ်ခြေကဥပဒေကိုချိုးဖောက်က အရမအာနာလူယူပေးတဲ့နောက်မြို့သားဒီမိုကရေစီဘွဲ့ကြောင်းကထတော်ဆန်းဆိုချင်းဒုတိယကထတင်နိုင်ငံတော်သမ္မတကြီးဝင်မြင့်ဒုတိယကထနဲ့မန္တလေးတိုင်းဒေသဝန်ကြီးချုပ်ဒေါက်တာဆောင်မြန်မာပေါင်းဝင်ဆွေရဖွဲ့ကြီးကရင်မြို့သားဒီမိုကရေစီဘွဲ့ကြောင်းကောင်းဆောင်တွေကိုမတရားဖန်ဆီးခဲ့ကြောင်းသိရတယ်။အကြပ်ဖက်စစ်တပ်အာနာသိမ်းပြီးနောက်ပေါ်ပေါက်လာပြည်ထနာရဲရဲကြောင်းနိုင်ငံတကာနဲ့ပြည်သူလူထုကိုထပ်မံလဲစားရင်နိုင်ငံရေးတရားဝင်မှုရရဲကအာနာလူစစ်တပ်ကတွေ့ရုံရွေးကောက်ပွဲတရားကိုကျင်းပမည်ဖြစ်တဲ့ဖြင့်တရားဝင်မှုနဲ့တရားမျှတမှုလည်းရှိမည်မဟုတ်တာကြောင့်မိမိတို့မြို့သားဒီမိုကရေစီဘွဲ့ကြောင်းတွေဖြင့်လက်မခံသိ ိမှမပြုဘူပေါင်းဆောင်ရမည်မဟုတ်ပဲထို့အတွက်ရန်ရွေးကောက်ပွဲအကောင့်တွင်ပေါ်စဉ်မိဘရာစွာအလုံးနဲ့ဘူပေါင်းဆောင်ရသည်ဖြစ်ကြောင်းလက်တီပါတီဘောလုံးကော်မတီကထုတ်ပြန်နေအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့အထွတ်ထွတ်ရေကောက်ပွဲမှာမဲဆန္ဒနဲ့အလုံးရဲ့82.36ရာခိုင်နှုန်းအနိုင်ရရှိပြီးလွတ်တော်ကိုယ်စားလှယ်ကွာ20ရွေးချယ်တင်မြှောက်ခဲ့ရကြောင်းထို2020အထွတ်ထွတ်ရေကောက်ပွဲရလက်ကနောက်တစ်ချိန်ကျင်းပမယ်လွတ်လပ်ပြီးတရားမျှတမှုရဲ့ရေကောက်ပွဲရလက်ပေါ်ထွက်လာချိန်မှတည်းတရားဝင်တည်ရှိနေပြီဖြစ်ကြောင်း LDP ပါတီကဆိုတဲ့ မြန်မာနိုင်ငံရဲ့ပြည်ထနာရည်ရွယ်ကိုပြည်လည်စေရအတွက်အာဆီယံပါဝင်အိန္ဒိယနိုင်ငံနဲ့မိတ်ဖက်နိုင်ငံတွေအကျိုးပေးတော်မူတွေကိုတိမတ်ပြုကျေဆွတင်ကြောင်းနိုင်ငံတကာအနေဖြင့်မြန်မာနိုင်ငံရဲ့ပြည်ထနာကိုလက်တလောပြည်လည်စေရအတွက်သာမဟုတ်ပဲပြည်ထနာရင်းမြစ်ကိုသိရှာလိုအပ်ပြီးတွေ့ရုံရွေးကောက်ပွဲပါဝင်ဆရာနာရှင်စနစ်တက်ဆိုးရှေကိုတောက်ကိုပြည်စင်မဲ့ကိစ္စရတရားရှောင်ပွဲပြီးပြည်သူလူထုရဲ့ဆန္ဒပေါ်ခြေခံပြီးစဉ်းစားဆောင်ရွက်ကြမှာသာရည်ရွယ်ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုရရှိမည်ဖြစ်ကြောင်းလည်းဒီကတော့ပြရတယ် 2020ခုနှစ်နိုဝင်ဘာလဇန်နဝါရီနေ့မြို့သားဒီမိုကရေစီပွဲချုပ်ကတိုင်းသားနိုင်ငံရေးပါတီများတို့ပေးပို့တဲ့နောက်နာကမြန်မာနိုင်ငံအတွက်ရှေ့ရှိရမယ့်ပြည်ထောင်စုရေးကိစ္စအိပ်ဝင်ပေးစာမှာဒီမိုကရေစီဖက်ဒရယ်ပြောင်းစုပေါ်ထွန်းရေးကိုမမိတ်မတုံဆက်လက်ကြိုးပမ်းသွားပြီးဖြစ်ပြီးနောက်နာကမှာတိုင်းသားလူမျိုးစုရဲ့ဆန္ဒတွေကိုအလေးထားဆန်သွားမယ်လို့ဖော်ပြခဲ့တဲ့ကတိကဝတ်တိုင်းဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးကနောက်လုပ်ငန်းစဉ်ဖြစ်ဖက်ဒရယ်ယူနစ်များလိုက်ကြားကာလအစည်းအမံနဲ့ပေါ်တော့အကောင့်တွေပေါ်ခြင်းကိုတက်ဆိုင်ယူနစ်တွင်ပုံယူမှန်းချက်တူ နိုင်ငံရေးအင်အားစုတော်လိုင်းအင်အားစုများနဲ့အတူဆက်လက်အကောင်အထည်ဖော်မိဖြစ်ပြီးဒိုင်းရင်းသားအင်အားစုတွေနဲ့လည်းယင်းဒီပွင့်လင်းစာဆက်ဆံရေးတိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း LDP ပါတီကကတိပြုထားတယ်။မြန်မာဒီမိုကရေစီဘွဲ့ချုပ်ပါတီမှပြည်သူများထဲမှာပေါက်ဖွာလာတဲ့ပြည်သူပါတီဖြစ်တဲ့ဖြင့်အနာရှင်ဆက်ဆက်တွေမလုံမုံတိစိတ်ထားနဲ့မြို့တော်ပင်တိုက်ခိုက်ခြင်းမုံဖြစ်စီသည်ဖြစ်စေပြည်သူရှင်တွေပါတီရှင်တွေဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီဘွဲ့ချုပ်ကကြေညာချက်ထုတ်ပြန်တယ်။ ဇလက်ပြီးဗမာမြို့နေတိုက်ပွဲတွေဇလက်ဖြစ်ပွားနေပြီးနယ်မြေရှင်းတဲ့လောက်စားစစ်စစ်သားလောင်းနေလက်နက်ကမ်းများနဲ့အတူအစံနေပေါ်ဝင်တဲ့ကိုရှင်ဖမ်းပြီးသခိုင်းနယ်ဗမာမြို့နေမှာဂျပန်စစ်တပ်နဲ့ PDF တပ်ဖွဲ့တွေတိုက်ပွဲဇလက်ဖြစ်ပွားနေပြီးနယ်မြေရှင်းတဲ့လောက်စားစစ်စစ်သားလောင်းနဲ့လက်နက်ကမ်းတွေသိမ်းဆည်းရရှိကအစံနေပေါ်ဝင်တဲ့ဦးအရှင်ဖမ်းမိခဲ့ကြဗမာမြို့ခြေဆိုင်တော်လိုင်းတရင်မြေကပြောတယ် စတင်မာ24ရက်နေ့မှာဗမောင်းပြည်မြောက်ဖက်ရှိခမိုးရွာနီတာဝတိုင်းကောင်မှ PDF တပ်ဖွဲ့တွေကနေမြင်ရှင်းလင်းပြုလုပ်စဉ်အကြမ်းဖက်စစ်သားရုပ်လောင်း၃လောင်းနဲ့တနက်၅လက်ကိုတင်စီအားရှိခဲ့တယ်။ထို့အပြင်ဒီကိုက်တဲ့အားရှိထားတဲ့ SNA ဖွဲ့ဝင်တွေကိုလည်း PDF တပ်ဖွဲ့တွေကရှင်ဖမ်းမိပြီးလက်ရှိချိန်မှာစေကူတမှုတွေပြုလုပ်ပေးနေကြောင်းသိရတယ်။ 24ရက်နေ့က PDF တွေနဲ့မြင်းရှင်းလေးလောက်ဆောင်တော့စစ်ကွေးလောင်း၃လောင်းနဲ့လက်နက်ငါလက်သိမ်းစရာရှင်ခဲ့တယ်။စစ်ကွေးစစ်ကြောင်းကလည်းတာဝရင်ကုန်းနာတီတူလာလို့တိုက်ပွဲလေးဆက်ဖြစ်တဲ့တိုက်ပွဲတွင်မှာတိုက်ကြိုက်တင်ရတဲ့အစံနေပုံဝင်တဲ့ကောင်ကိုလည်းအရှင်ဖမ်းမိရလို့သိရပါဗျ။ဂျပန်စစ်တပ်ကဗမာမျိုးကိုစစ်ကြောင်းထုတ်နေပြီးမြေပြင်တိုက်တိုက်ပွဲလေးလက်ရှိချိန်ကြီးဆက်လက်ဖြစ်ပွားနေဆက်ဖြစ်တယ်။ဗမာမျိုးကိုစတေမလာ25ရက်နေ့မှာတိုးစစ်စစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစတေမလာ20ရက်နေ့မှာအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမြို့သိမ်းတိုက်ပွဲတွေဂျပန်စစ်တပ်နဲ့အစံနေဖွဲ့တွေကရွှေချောင်းရ ပင်းဟင်းခါရွာနဲ့တဲကုန်းရွာတို့မှာကာကင်းထိုင်ပြီးအများစုမှာမောင်းမြို့နယ်မြောက်ဘက်ချမ်းရှိမန်ကုန်းရွာနဲ့အနောက်တရွာကိုစောက်ခွာပူးပေါင်းသွားခြင်းဖြစ်ကြောင်းသိရတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့သခိုင်းမြို့နယ်ပင်90ရွာနဲ့ဝါချက်ကြီးအားကိုစစ်တပ်ကပြေခတ်မှုကလင်းငယ်တောင်ဒေသုံမီပြည်သူတို့တောင်းရန်သခိုင်းနိုင်ပင်90ရွာနဲ့ဝါချက်ကြီးအားကိုစစ်တပ်ကလက်နက်ကြီးလက်နက်ငယ်နဲ့ဝင်ရောက်ပြေခတ်တဲ့ပြင်ပင်90ရွာမှာပြည်သူတို့တောင်းရန်ရှိပြီးဝါချက်ရွာမှာကလေးတယောက်ဒေသုံခဲ့ကြဒေသပြည်သူတွေကပြောရင်စရီမာလာ28ရက်နေ့မွန်လက်တနိုင်ဝင်းကျင်ချိန်သခိုင်းမြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းကုန်ချိန်ဆိုင်ယူနီကွန်ဖွဲ့ကဂျပန်စစ်တပ်ထုတ်ရမကားတွေကိုစစ်ဆင်နေစဉ်ဂျပန်စစ်တပ်ကအင်အား60ကျော်နဲ့ပင်90ရွာကိုဝင်ရောက်ပြေခတ်ခဲ့ကြောင်းစစ်တပ်ပြေခတ်မှုကြောင့်ပင်90ရွာမှာပြည်သူတို့ က်ဦး6ရက်တိမှန်ပြီးဝါချံရမှာကလေးတောင်ဒေဆောင်ကနေတလုံးပြည့်စည်ခဲ့ပါတယ်လက်တော်စကိုင်းမြနယ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းကုန်းကျင်းဆိုင်ယူနီကွန်ဖွဲ့ကနေမြေဆုံးမွန်ကျွေးဝန်နေတဲ့ကဲတော့အကြက်ဖက်စစ်တပ်ကလည်းစစ်ကြောင်းထုံးနေတဲ့ပြင်အချိန်မြေတိုက်ပွဲဖြစ်ပွားနိုင်တဲ့အခြေအနေဖြစ်နေကြောင်းပြည်သူများနေပြန်တန်းကြောချင်းနေကြည့်ပြီးသွားကြတဲ့လူအကြောင်းတော်လင်းတဲ့ရင်ကသိပေးတယ်။စကိုင်းမြနယ်မှာစစ်တပ်ကစစ်ကြောင်းနှစ်ခုတည်းမနဲ့တုံပြပြီးမြို့နယ်တွင်လက်ပဲစစ်ကြောင်းထိုးခြင်းနေနေကိုမိရှို့ဖြန့်စည်းလို့ရခြင်းနဲ့ပြည်သူတွေကိုမိရှို့တပ်ဖြတ်ခြင်းနဲ့တောင်းလျှောက်ဆိုလိုလှုပ်ဆောင်ရရှိကြောင်းစစ်ဘေးရှောင်ပြည်သူတွေကပြောဆိုကြပါတယ်။ နားဆင်အားဖြင့်ကြားရတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါရရှင်